မကွေးအချင်းထောင်နဲ့ထောင်ရှင်မှာပြီးခဲ့တဲ့အပယ်လာစစ်သုံးရက်နေ့ကဒရော့ဘုံနှလုံးကြားရောက်ပေါက်ကွဲခဲ့ပြီးအချင်းထောင်တွင်တက်သားတယောက်သေဆုံးခဲ့ပြီးနောက်အချင်းဦးစည်းဝန်ထဲတွေကအချင်းထောင်တွင်ပြစ်ခတ်ရှင်းလင်းတာတွေလှုံ့ဆော်ခဲ့ပါတယ်။အဲ့ဒီပြစ်ခတ်မှုအတွင်နိုင်ငံရေးအချင်းသားနှစ်ယောက်သေဆုံးခဲ့ပြီးအချင်းသား၅ယောက်ထဲမှနေထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်နောက်ပိုင်းနိုင်ငံရေးအကျဉ်းသားတွေကိုထောက်အာဏာပိုင်တွေကတိုက်ပိတ်စစ်ဆေးတာလူမဆန်စွာရိုက်နှက်နှိပ်စက်တာအိဆောင်ခန့်ပိတ်ထားတာတွေအပါအဝင်လူအခွင့်ရေးချိုးဖောက်မှုတွေကိုပြင်းပြင်းထန်ထန်လှုပ်ဆောင်လာနေပါတယ်။ထောင်တွေတည်ရင်းမြစ်ရဲ့လုံခြုံရေးကြောင့်ဒီပူပီတည်ရင်းထောက်ကအတန်အစားထိုးဖက်ကြားပေးတော်မှာပါ။မကွေးပြည်ဟိုအကျဉ်းထောင်မှာအိဆောင်အခန့်မဖွင့်ပေးတာဒီနေ့ဆိုရင်တလားကြော်ကြပါပြီ။ထောင်ဝင်စားတွေကိုလည်းကန့်သက်ချက်နဲ့တွင်းနေရလို့ထောင်ထဲကအကျဉ်းသားတွေစားရေးတောက်ရေးခက်ခဲနေကြပါတယ်။ မိသားစုနဲ့အဲ့တွေ့ခွင့်မရတာလဲတလားကြော်ကြာနေပါပြီအစိုးဆုံးကတော့တောက်ရည်တံမရရှိတာပါပဲတောက်ရည်တံမရှိတော့စီးကြောက်တဲတဲ့လူတွေများလာတာပေါ့ထောင်ထဲမှာကနေစဉ်လိုလိုလူခွင့်ရည်တွေချိုးပေါက်ခံနေရတယ်သူတို့ကြည့်မရတဲ့သူတွေကိုခြေချင်းခတ်တာတွေဖားခုန်ခုန်ခိုင်းတာတွေရိုက်တာတွေကိုဦးစည်းရာရှိမင်းလွင်ဦးကအပြင်းပြေလုပ်နေတာပါအကျဉ်းသားတွေနှိပ်စက်နေရရင်ကိုမင်းလွင်ဦးကပျော်ရွှင်နေတာပါ ပြီးခဲ့တဲ့ဧပြီလ28ရက်နေ့ကလည်းနိုင်ငံရေးအကျင့်သားအစ္စလမ်ဘာသာရေးခေါင်းဆောင် ကိုမြတ်ကိုကိုအကျဉ်းထောက်အာဏာပိုင်တွေကပြစ်ဒဏ်တိုက်မှာလူမဆန်စွာရိုက်နှက်လို့အသက်သေဆုံးခဲ့ရပါတယ်။ဒါအပြင်ရိုက်နှက်နှိပ်စက်ခံရလို့အပြင်းထန်တရားရရှိနေတဲ့အကျဉ်းသားတွေလည်းအများအပြားရှိနေပြီးစေကူတောက်ခွင့်မရရှိဘူးလို့သိရပါတယ်။ နိုင်ငံရဲ့အကျဉ်းသားတွေကိုဖိနှိပ်မှုတွေဆူဆူရွရွလှုပ်ဆောင်နေတဲ့အပေါ်ထိရောက်စွာအရေးယူဆောင်ရွက်တော့မယ်လို့နိုင်ငံရဲ့အကျဉ်းသားများကွန်ရက်ကဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကတတိပဲပြောဆိုလိုက်ပါတယ်။ မကွေးထောင်ကတော့ထောင်ရဲ့အနီးအနားမှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့အခြေအနေပေါ်မူတည်ပြီးကြတဲ့ကအချင်းထောင်ကိုလုံခြုံရေးတင်းကျပ်မှုတွေဖိနှိပ်မှုဆူဆူဝါးဝါးနဲ့ကိုမှစနေတကျလောက်ဆောင်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တခုပြောချင်တာကဒီလိုလောက်ဆောင်မှုတွေမှာပအောင်ဝင်တဲ့လူတွေကကျွန်တော်တို့အခုပြောင်းကာလမှာရောအခုပြောင်းကာလမရောက်ခင်ဒီကြားကာလမှာရောကျွန်တော်တို့တွေထိရောက်တဲ့ရေးဥဆောင်ရွက်မှုတွေပေးနိုင်ဆောင်ရွက်တော့မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အချင်းထောင်ထဲမှာရှိတဲ့နိုင်ငံချင်းတဲ့လူတွေကိုကျန်းမာရေးဆောင်ရွက်မှုပြေဝပေးပါနေထိုင်စားတောက်ရေးနဲ့အချင်းနာခွင့်ရေးကိုပြေဝပေးပါဖိနှိပ်မှုတွေကို လုံးဝမလုပ်ဖို့ပဲကျွန်တော်တို့ကတော့ပြင်းပြထန်ထန်နဲ့သတိပေးချင်ပါတယ်ဗျာအခုလိုထောက်တွင်းနိုင်ငံရဲ့အကျဉ်းသားတွေညင်ပန်းနှိပ်ဆက်ခံရပြီးတေဆုံးတဲ့ဖြစ်ရတွင်တဲ့အတူလုံလောက်တဲ့ဆေးကုသောက်ခွင့်မရလို့တေဆုံးရတဲ့အခြေအနေတွေဟာဆရာနာသိန်းကာလာတခြားမရက်တော့ပဲဆက်ဖြစ်နေစေပါစစ်ကောင်စီလက်အောက်ခံလူအခွင့်ရဲ့ကော်မရှင်ကလည်းအကျဉ်းထောက်အတွင်းစစ်ဆေးမှုတွေရှိနေလို့ပြောဆိုပေမဲ့ဒါတွေကိုထုတ်ပြန်ပြောဆိုတာမရှိပါဘူး စစ်တပ်အာဏာသိမ်းချိန်ကစပြီး2025ခုနှစ်မေလ15ရက်နေ့အထိနိုင်ငံရဲ့အကြံသားများကုညီစောင့်ရှောက်ရဲ့အသင်း AAPB ကကောက်ယူရရှိထားတဲ့စီးရင်တွေအရာဖန်ဆီးခံရသူနိုင်ငံရဲ့အကြံသားစုစုပေါင်း19148ယောက်ရှိခဲ့ပြီးတည်ဆုံးသူ6680ယောက်ရှိရလို့သိရပါတယ်။ကျွန်မကေခိုင်ပါ။